အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါရယ်ဘဝမှာအဆင်မပြေတာတွေကြုံတဲ့အခါကုသိုလ်ကောင်းမှုကို ပို့ပြီးပြုလုပ်ပါအဆင်မပြေလို့ပေးရင်သွားမိလေကုသိုလ်လောက်ခိုင်းတာပဲမဟုတ်လားသူတို့ပြောကတော့ရေတရာချေတာပေါ့ပေးเสียမှ အကုသိုလ်လောက်ခိုင်းပြီးရေတရာမချေခိုင်းဘူးကုသိုလ်ပဲလောက်ခိုင်းတာ ဲ့ဒီလိုဆိုတော့သူအားကိုရာတဲ့ကိုအားကိုကိုပြီးကုသိုလ်တရားစူးစားပွားရုံပဲပေါ့အစင်မပြေလဲကုသိုလ်လို့အစင်ပြေရင်လဲကုသိုလ်လို့အတိုက်အခိုက်ကြုံရင်လဲကုသိုလ်လို့အနောက်ရှက်ရှင်ရင်လဲကုသိုလ်လို့ပို့ပြီးအစင်မပြေရင်ပို့ပြီးကုသိုလ်လို့လုံနေရင်းတွေကိုပူဆိုးလာနေရင်လဲစိတ်ထဲမကြနဲ့ယုံကြည်မှုအပြည့်ဆွဲကြီးကြီးနဲ့သာဆက်လို့တေချာပေါက်ကို ကုသိုလ်ကကိုယ်ကိုစောက်ရှောက်ပါလိမ့်မယ် ုံကြည်မှုနဲ့ဆွဲရှိမှုတော့မလျော့စေနဲ့ဘဝမှာကုသိုလ်တွေအားကြီးလာရင် အကုသိုလ်တွေအဆိုးတွေအားနေသွားမှာပဲတောက်ရေခွက်လောက်ရှိတဲ့ရေထဲကိုစားတကုတ်လောက်ပြစ်ထည့်ရင်အဲ့ဒီရေခွက်ငန်တူးသွားမှာပဲရေပြည့်ရှိနေတဲ့ရေကန်ကြီးတွေကို စားတကုတ်လောက်ပြစ်ထည့်ကြည့်ပါလားရေရတာဘာမှပြောင်းမှာမဟုတ်ဘူးလေရေကများနေရဟိုဒီလိုပဲကုသိုလ်တွေအားကြီးနေရင် အကုသိုလ်ဟာအသေးမွှားလေးပဲဖြစ်သွားမှာပါ။ဒါကြောင့်ကုသိုလ်ကောင်းမှုကိုရှော့မတွက်ပါနဲ့။အစဉ်တစ်ခါမပြေတိုင်းကုသိုလ်တစ်ခုတိုးလုပ်ပါ။ပို့ပြီးမပြေရင်ပို့ပြီးလုပ်ပါ။ကုသိုလ်အားကြီးလာရင်အားလုံးကအစဉ်ပြေသွားမှာအမှန်ပါပဲ။ကုသိုလ်အလောက်ကကောင်းတယ်။အများမကြိုက်ဘူး။အကုသိုလ်အလောက်ကမကောင်းဘူး။အများကြိုက်တယ်။ပုထုဇဉ်တွေရဲ့စိတ်ဆိုတာကောင်းတာထက်မကောင်းတာမှာပို့ပြောတယ်။ ကောင်းတဲ့ဘက်မှာတိုက်တွန်းရသလောက်မကောင်းတဲ့ဘက်မှာအခိုင်းလွတ်ကိုပျော်နေမိတတ်ကြတယ်။လူတော်များများကစိတ်ထိန်ရတဲ့အလုပ်ကိုမကြိုက်ကြဘူး။အာယုံမှန်တဲ့များလွတ်လွတ်လပ်လပ်လိုက်ခံစားရတာကိုသဘောကျတတ်တယ်။လူချင်းမှုတွေနဲ့ပျော်တယ်၊စိတ်ရှိတိုင်းလှုပ်လိုက်ရတာကိုကျေနပ်တယ်။မတိတာကိုအရှိငါထင်နေတတ်ကြတယ်။မကောင်းမှုမှပျော်၊ကောင်းမှုမှချော်နေတတ်တဲ့ပုထုဇဉ်တွေအတွက်ကုသိုလ်နဲ့အကုသိုလ်ဟာတာဝန်ယူမှု တာဝန်ခံမှု အကျိုးပေးမှုကြတော့ကွာခြားတယ်ကုသိုလ်ကိုကိုကလှူထားရင်ကုသိုလ်ဟာကိုကိုတာဝန်ယူတယ်အချိန်တန်ရင်အခွင့်တန်ရင်ကိုမမျော်လဲသူကအကောင်းကျိုးကိုဖြစ်စေတယ်အကုသိုလ်ကိုကိုကလုံးမရင်တော့အဲ့ဒီအကုသိုလ်ကို ကိုကတာဝန်ယူရတယ်ကိုလှူထားတဲ့စေတနာတိုင်းကိုကပြန်လဲပေးဆက်ရတယ်တကတလေလှုပ်လိုက်တဲ့အကုသိုလ်အလုပ်လေးကအသေးလေးခံစားရတဲ့ခံစားမှုကလည်းခဏလေးပဲမြင် ပြန်လည်ပေးဆက်ရတဲ့အခါကျတော့အကြကြီးနဲ့အများကြီးပေးဆက်ရတယ်။တက်တော်ရီကပျက်စီးချိန်တန်လာရင်ကုသိုလ်ကို အကုသိုလ်ထင်အကုသိုလ်ကိုကုသိုလ်ထင်အမှန်ကိုအမှားအမှားကိုအမှန်ထင်ပြီးဖျားမရှိတရားမသိတန်ခါမကြည့်ပဲဖြစ်တတ်တယ်။မင်းလည်းဆရာတော်ဘုရားကြီးကအကျင့်လူများယောက်ျားမိန်းမစသည်ထို့တို့ပျက်စီးလူကအဆူအသွာ အမှားမှဖြင့်ဖျားတော်မှာ ောမရဘူးလို့မိန့်တော်မူထားတယ်။အဲ့ဒီကျေကိုမပါစေနဲ့။ကုသိုလ်အလုပ်ဆိုတာလှုပ်ချင်ချင်မလှုပ်ချင်ချင်လှုပ်ကိုလှုပ်ရတယ်။အကုသိုလ်အလုပ်ကတော့လှုပ်ချင်ပေမဲ့လည်းမလှုပ်ဖြစ်အောင်ထိန်းရတယ်။ပျော်ပျော်နေတဲ့သူတယောက်တိတ်ဆိတ်သွားပြီဆိုရင်ဒေကြပါပြီ။သူစေတနာတွေအစော်ကားခံရလို့ဝင်းနေသွားတာပါ။စိတ်မှသူတယောက်ညည်ကြသွားပြီဆိုရင်ဒေကြပါပြီ။ သူယုံကြည်မှုကိုလှည့်စားသွားလို့ထိခိုက်နာကျင်နေရတာပါ။ဇွဲကောင်းသူတယောက်ပျောက်ွယ်သွားပြီဆိုရင်တည်ကြပါပြီ။သူတကယ်ဆွလို့လိုက်ပြီဆိုတာ။ဒါကြောင့်ချင်းနေတော့မှတဦးနဲ့တဦးတန်ဖိုးထားပါ။တန်ဖိုးမတည်တဲ့တနေ့တယောက်ယောက်ကဆွလွတ်သွားခဲ့ရင်ပြင်မရတော့တဲ့အမှတ်တရတွေပြင်မရတဲ့နောင်နာတွေရှင်းမှပိုက်ပြီးဒဏ်ရာတွေနဲ့အထီးကျန်နေရတတ်ပါတယ်။ တိတာကိုမတိတလို့နေပြလိုက်တာကတဖက်လူကိုဝူစားပြလိုက်တာပါတိပေမဲ့နားမလည်တလို့ပြင်မိတာကတဖက်လူအပေါ်လေးစားသမှုပြုတာပါ နေရတကငါတိငါတက်နဲ့ဆရာကြီးအထာနေတဲ့သူတွေအတွက်တချို့လူတွေက နေရဖယ်ခြင်းပေးထားတာအဲ့ဒီနေရာကိုမယူခြင်းလို့တီးတန့်ခြံပေးထားတာကိုသူ့လောင်းမှ နားမလည်ဘူးအထင်နဲ့မိမိကိုယ်ကိုအထင်ကြီးနေတဲ့သူတွေရှိတယ် နေရာတော်တော်များများမှာဒီလိုလူတွေရှိပါတယ်ဒီလိုလူတွေ ਨੇ တွေ့ရခါပြိုင်မင်းမှာ ਨੇ အရှုံးသာပေးလိုက်ပါ သူတို့ပျော်သွားပါလိမ့်မယ်တချို့အရာတွေကကောင်းငုတ်ခင်နေရာတိုင်းလီးစားလို့မဟုတ်သလိုအရှုံးပေးလဲရတာမဟုတ်ပါဘူးမတူလို့မတူလိုက်တာပါဘဝမှာညံနေတဲ့လူကလက်စားချေတယ်ညံရှိတဲ့သူက ခွင့်လွှတ်တယ်အတော်ဆုံးလူကလှစ်လူရှုလိုက်တယ် ီသုံးချက်တွေကတင်ကဘလို့လူမျိုးလဲဆိုတာတည်ပြီး လူတွေအပေါ်ဆက်ဆံနိုင် အကောင်ဆုံးဘဝနေထိုင်ခြင်းမှာပဲမိတ်ဆွေအဖြစ်ဘတော်မှမတတ်မှတ်တဲ့လူခဏမျိုးအပေါ်ရန်ဟန်ဆောင်တဲ့သူတွေမှာတူညီတဲ့လက္ခဏာတွေရှိနေတတ်ပါတယ်အချို့သူတွေကအပေါ်ရန်ကြည့်ရင်သဘောကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာအတွင်စိတ်အရာ မိတ်ဆွေလောက်ပေါ်ခိုင်ဘက်တွေအပေါ်စိတ်ရင်းကောင်းသူတွေမဟုတ်ကြပါဘူး လူတွေကြားထဲမှာမိတ်ဆွေကောင်းဖြစ်ချင်အောင်စောင့်နေတဲ့သူတွေအမြဲရှိနေပါတယ်။သူတို့မှာဒီလိုလက္ခဏာတွေရှိပါတယ်။၁အာနာရှိတဲ့သူ၊ယာရုရှိတဲ့သူတွေကို လိုရာထက်ပိုပြီးလေးစားဟန်ပြပါတယ်။ကိုယ့်အတွက် အသုံးမဝင်သူကိုလှည့်တော့မကြည့်ပါဘူး။၂အခြားသူတွေကိုလမ်းညွှန်ပေးတယ်လို့လို့နဲ့သူတို့လိုဖြစ်လာအောင်အကြိုက်ချင်းတူလာအောင် စီယုံပါတယ်။၃ ခြားသူတွေရဲ့အာရုံစိုက်မှုကိုနှီးမျိုးစုံနဲ့ရယူတတ်ကြပါတယ်၄သူတို့ဘလောက်တက်မြောက်ကြောင်းဘလောက်တော်ကြောင်းဆိုတာကို အမြဲလူရှိမှ ကိုယ်ဤတွေးပြပါတယ်၅အများရှိမှသဘောကောင်းခြင်းရောက်စာနာတဲ့ရောက်စောင့်တတ်ကြပါတယ်ကြွေရမှာတော့အမြဲအတင်းအပြင်းပြောလို့ရှိပါတယ်၆ကတိစကားအလွယ်တကူပေးလိရှိပြီးကတိအတိုင်းမလုံးနိုင်ခင်ရင်လည်းစင်ကြေအပြည့်ပေးတတ်ကြပါရဲ့ခုနှစ တို့အရေးချင်းကိုပုံမြင်တာလာအောင် အခြားသူကို အပြစ်တင်ဖို့ဝင်မလွေးသူတွေဖြစ်ကြပါတယ်။တစ္ဆာဖောက်မှုဆိုတာကိုယုံကြည်ရတဲ့လူတွေစီကပဲရတာ။နာကျင်ခြင်းဆိုတာကိုမြင်လို့ရတဲ့လူတွေစီကပဲရတာ။ဥပက္ခာဆိုတာကိုတန်ဖိုးထားရတဲ့လူတွေစီကပဲရတာ။တခါတလေမုံတဲ့လူတွေစီကရလိုက်တဲ့ထင်ရထက် ကိုချေရတဲ့လူတွေစီကရလိုက်တဲ့ထင်ရကကိုကို ပို့ပြီးနာကျင်စေပါတယ်။ ခဏခဏစီးကြော်မခံနဲ့လူတွေနဲ့ဆက်ဆံတဲ့အခါကိုယ်လက်မခံသင့်တဲ့အရာတွေကိုချပြထားဖို့လိုပါတယ်။လူတွေရဲ့သဘောကရလီလိုလီဖြစ်တတ်တဲ့ဒါလူတဘာဝပဲမလို့အပြစ်တင်စရာမရှိဘူး။အရေးကြီးတာကတခြားလူတယောက်ကကိုယ်လက်သင့်မခံနိုင်တဲ့ကိစ္စတစ်ခုလှုပ်လာတဲ့အခါရပါတယ်နဲ့ပြီးသွားတတ်တာတဲ့အဆင်မပြေမပြေချောင်းပြောပြရဲအမှုရာပြရဲပို့လို့တယ်။အဲ့ဒီလိုမှမဟုတ်ရင် ဒီလူကရပါတယ်လေဆိုပြီးအချိန်ချင်းစီးကြော်ခံရတတ်တယ်။ဘဝမှာကိုနဲ့အမြင်မတူတဲ့သူ ကိုပါလို့လို့အကောင်းမမြင်တဲ့သူအကောင်းမြင်မပေးတတ်တဲ့သူ ကိုအဆင်ပြေနေ မပျော်ပေးနိုင်တဲ့သူအဲ့ဒီလို negative တမာတွေနဲ့တွေ့ရင် သူ့စီကအနှုတ်တတ်တွေကိုစီကူးမလာအောင်နေနိုင်တာအကောင်းဆုံးပါပဲငါ့ကိုအပြစ်မြင်လေခြင်းဆိုပြီးစိတ်ညစ်နေကိုရဲ့အကြည့်တက်ကိုထိခိုက်စေပါတယ် လူတိုင်းကကိုယ့်ကိုသဘောမကျနိုင်ပါဘူးချစ်တဲ့သူရှိတယ်လို့မုံတဲ့သူလည်းရှိမယ်မကောင်းမြင်တဲ့သူအတွက်နဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေမလျော့ပါစေပါနဲ့အဲ့လိုလူတွေနဲ့တွေ့ရင်ဥပက္ခပြုပါရှောင်လိုက်ပါ ကိုကိုတိုင်းကအပေါင်းလက္ခဏာလေးစောင်းအကောင်းစိတ်ထက်လေးမွေးမြူထားရင်ဘယ်သူတွေပဲလိုလာလားအနှုတ်သဘောဆောင်ဆောင် ကိုကအပြုံးလေးနဲ့တုံ့ပြန်နိုင်ပါလိမ့်မယ် ကြုံမသိနိုင်ခြင်း၅မျိုးရှိပါတယ်။ဘာလဲဆိုရင်၁ဇီဝိတံအသက်ရှင်လျက်ဘလောက်နေရအောင်မယ်ဆိုတာမသိနိုင်ပါဘူး။လောကကြီးမှာဘလောက်ကြာကြာအသက်ရှင်နေထိုင်ရအောင်မလဲဆိုတာကိုမသိနိုင်ပါဘူးတဲ့။၂ဖြာတိဘဝခရီးကိုရှောင်လန်းရတဲ့အခါမှာဘာယောဂာနဲ့သိမယ်ဆိုတာကိုလည်းမသိနိုင်ပါဘူးတဲ့။၃ကာလော ကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဟာဘယ်အချိန်လဲမနက်လားညလေလားညလားပြောလို့မရပါဘူးတဲ့ပြောလို့မရလို့ပဲကိုရှိမှဘဝဏီကုံချုပ်သွားတဲ့ပုံကိုယ်အများကြီးရှိကြပါတယ်အမှတ်တမဲ့နေရင်တော့မသိဘူးပေါ့အမှတ်နဲ့နေမယ်ဆိုရင်တော့အကုန်သိနေမှာပါပဲမမျော်လင့်ပင်နဲ့ဖြစ်နေကြတာတွေကြီးပါပဲလေဒီဟာနေခံပနံကိုယ့်ရဲ့ရုပ်အလောင်းကို ဘယ်နေရာမှာတင်းကျုံမယ်ဘယ်နေရာမှာမြုပ်နေမယ်ဆိုတာကိုလည်းမသိနိုင်ပါဘူးတဲ့အချို့ဟာကောင်းဝင်ရံမှာအနေဆာရောက်သွားတာလည်းရှိရဲ့အချို့ဟာပင်လေတဲ့ခྱི་သွားရင်အနေဆာရောက်သွားတာလည်းရှိရဲ့အမျိုးမျိုးရှိကြရဲ့အဲ့တော့ကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာမြုပ်နေမယ်ဘယ်နေရာမှာတင်းကျုံမလဲဆိုတာကိုလည်းကျုံမသိနိုင်ပါဘူးတဲ့နောက်မသိနိုင်တာတစ်ခုကဘာလဲဆိုရင်ငါကတိလူတိုင်းလူတိုင်းဟာ ဘဝနဲ့ကြောင်းကြီး၅ခုရှိရယ်ဂတိ၅ပါလို့ခေါ်တာပေါ့အဲ့ဒီ၅ဌာနကဘာတွေလဲဆိုလို့ရှိရင်၁နှက်ပြီးကုသိုလ်ကံတွေအကျိုးပေးလို့ရောက်သွားနိုင်တဲ့နှက်ပြီးနောက်တစ်ခုက၂လူပြီးအကုသိုလ်ကံတွေအကျိုးပေးလို့ရောက်သွားနိုင်တာက၃ပိတ်တာ၄တိရိစံ၅ငရေအားလုံး၅မျိုးရှိရယ် အဲ့ဒီတော့ပုရုษင်တရားအနေနဲ့ဘဝနီကောအဆုတ်သက်သွားပြီးတဲ့အခါမှာဘယ်ဘဝမှာပြန်လည်မွေးဖွားမလဲဆိုတာပြောလို့မရနိုင်ပါဘူးတဲ့ဒီဆုံးတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မှာမူတည်သွားတယ်တဲ့သောတာပန်မဖြစ်တဲ့တမယနိယတဂတိကိုသတ်မှတ်ထားတဲ့နေရာတစ်ခုကိုသွားလို့မရသေးဘူးတဲ့ ဖះအလောင်းတော်မှာတိရိစ္ဆာန်ဖြစ်တဲ့အခါဖြစ်တယ်။ငရေကြတဲ့အခါကြသွားတယ်။မဖြစ်လို့လဲဆိုတော့တေကန်ဒီအချိန်မှာဘာရီနဲ့ကြုံပြီးဘာစိတ်နဲ့တည်မယ်ဆိုတာကိုပြောလို့မရလို့ပါ။ဘဝခီးကိုရှောင်လန်းပြီဆိုရင်လူတိုင်းဟာဒီချက်ကိုကြိုတင်မပြောနိုင်ကြပါဘူးတဲ့။အဲ့ဒီတော့ဘဝစီစာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာအလွန်တနာစရာကောင်းပါတယ်။ တည်အံမှုမှုအချိန်ရောက်နေပြီဆိုရင်ပဝင်းကျင်ကလည်းကိုယ့်ကိုကဲ့တင်မပေးနိုင်တော့ဘူးမိဘတွေအဖို့လည်းလောကမှာတည်ခြင်းတရားနဲ့ရင်ဆိုင်ရပြီဆိုရင်အကာအကွယ်ပေးနိုင်တဲ့သာသမီဆိုတာမရှိဘူးတဲ့သာသမီတွေအတွက်လည်းပဲကဲ့တင်ပေးနိုင်တဲ့မိဘဆိုတာမရှိဘူးဆွေမျိုးတွေထဲမှာလည်းဒီလိုဘဝစည်းစားခြင်းရောက်နေပြီဆိုရင်တော့ကဲ့တင်ပေးနိုင်တဲ့သူတရားမှမရှိဘူးလို့မြတ်စွာဘုရားကလည်းဟောကြားတော်မူထားပါတယ် အတိနောက်ကြတတ်တဲ့အချက်၁၀ချက်၁တင့်စကားနည်းလေလေတင့်ရဲ့စကားတွေက ပိုအေးပါလေ၂လူတွေရဲ့စကားတိုင်းလောက်ရတိုင်းဟာကိုယ်နဲ့ပတ်သက်တယ်လို့မထင်ပါနဲ့ဘသူမှကိုယ့်အကြောင်းကိုကိုယ်လောက်တွေးမနေပါဘူး၃ပြဿနာတွေကို ပိုအာရုံစိုက်နေခဲ့ရင်ပြဿနာတွေကိုသာပိုတိုးလာမှာဖြစ်ပြီးဖြစ်နိုင်ခြင်းအခွင့်အလမ်းတွေကိုပိုအာရုံစိုက်တဲ့အခါမှာအခွင့်အလမ်းတွေတိုးပွားလာမှာဖြစ်ပါတယ်၄ လူတွေအချင်းချင်းဆုံတွေ့ကြရတာအကြောင်းရှိပါတယ်။တင့်ဘဝကိုသူတို့ကပြောင်းလဲစေမလား။သူတို့ရဲ့ဘဝကို သင်ကပဲ ပြောင်းလဲစေမလား။ကောင်းမွန်သောပြောင်းလဲခြင်းတွေဖြစ်စေဖို့ရည်ရွယ်ချက်ထားပါ။၅အစ်အစ်အစ်တော်အရာတွေကိုစူးစမ်းကြည့်ဖို့မတွန့်ဆုတ်ပါနဲ့။ကိုတိပိသားအရာတွေနဲ့ပဲပေါင်ခတ်ထားတဲ့ဘဝဟာညင်းဝေစရာကောင်းလွန်ပြီးလူညွတ်တုံးစေပါတယ်။၆ အခိုက်တန့်တစ်ခုနဲ့တန်ဖိုးကိုအတိအခိုက်တန့်က အမတ်တရားတစ်ခုအဖြစ်ပြောင်းသားတော့မှကောင်းကောင်းသိနိုင်ပါလိမ့်မယ်။ခုနှစ်ဘဝမှာယေရှုတင်ထိုက်တဲ့အရာတွေကိုတေချာ သုံးသက်ကြည့်လိုက်ရင်ချို့တဲ့နေတာတွေအတွက်လိုက်ခံစားမိနေတော့မှမဟုတ်ပါဘူး။၈တင့်ပါဇက်ကိုတင်မထိန်ချုံနိုင်တဲ့၍တဲ့အနာကတ်ကိုလည်းထိန်ချုံနိုင်မှာမဟုတ်ပါဘူး။ကိုလောကကြီးဟာမှန်တဲ့ချက်နဲ့တူပါတယ်။ သင်ရဲ့စိတ်ကနေ့စဉ်နေ့တိုင်းထက်ခါတလဲလဲတွေးနေတဲ့အရာတွေကိုပဲပြန်ပြီးရှောင်ပြန်ဟပ်ပေးမှာပါ၁၀သင်နေ့တိုင်းမလွဲမသွေ ရင်ဆိုင်ရမယ့်သူက မျက်နှာတစ်ပြင်းရင်မှင်ထဲမှာပေါ်လာမယ့်သူပဲဖြစ်ပါတယ်သင်ဘဝကိုမှင်ထဲကလူလက်မထောင်နိုင်အောင်နေထိုင်လိုက်ပါဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။